6တန်းနဲ့အကြောင်းထွက်ခဲ့ရပေမဲ့အဆိုင်ပညာနဲ့မိဘဟိုကျေးဇူးဆက်ကပြည်စုံအောင်ထားနိုင်ဖို့စူးစမ်းနေတဲ့စူးစူးဆန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စူးစူးဆန်ကတော့အသက်70နှစ်ဝန်းကျင်အရွယ်လေးနဲ့ဆိုင်းဟိုကိုရိုင်းတီးပြီးတော့ဆိုင်းမင်းသမီးလေးအဖြစ်နဲ့အောင်မြင်ကြကြလာခဲ့တာဖြစ်ပါတယ်ဆိုင်းမင်းသမီးလေးစူးစူးဆန်ရဲ့လို့နာမည်တစ်လုံးနဲ့ကြော်ကြားခဲ့တာလည်းဖြစ်ပါတယ်ကလေးဘဝမှာဘာမှမသိပဲဆိုင်းတီးရင်နဲ့နာမည်ကြီးသွားခဲ့ပြီးတော့မှ ဆိုင်းလောကတွေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အတန်ငယ်သေးတဲ့အချိန်မှာဆိုင်းလောကတွေကိုရောက်ရှိလာတာမို့စုစုဆန်အတွက်တကယ်ကိုမလွယ်ကူပါဘူး။တဟုံတို့အောင်မြင်နေတဲ့အချိန်လေးဖြစ်တာမို့ပွဲစရာလည်းမပြတ်ခဲ့ပါဘူး။ဒါကြောင့်မို့အကြောင်းတည်းရင်တစ်ဖက်ဆိုင်းတီးရတာ မလွယ်ကူတဲ့အတွက် နောက်ဆုံးမှာတော့ကျောင်းထွက်ခဲ့ရပါတယ်6တန်းပညာရေးနဲ့ကျောင်းထွက်လိုက်တဲ့အတွက်အတန်းပညာတော့မပြီးမြောက်ခဲ့ပါဘူးအခုအချိန်မှာတော့ပညာမတက်ဘူးဆိုတဲ့ဝေဖန်တဲ့သူကလည်းရှိနေခဲ့တာဖြစ်ပါတယ်တကယ်ချင်းနေရာကျောင်းနေပြီးတော့ သူတယောက်တည်းចောင်းမနေနိုင်တဲ့အပေါ်မှာလဲဝမ်းနည်းမိတာမျိုးလည်းရှိပါတယ်။ចောင်းနေရမယ့်အရွယ်မှာစိုင်းတီးဖို့ဒါအတိကဦးစားပေးမိလိုက်တာကြောင့်ဖြစ်ပါတယ်။ចောင်းမနေရလို့ပညာမတက်လို့ဝမ်းနည်းနေရပေမဲ့တစ်ဖက်မှာမိဘကိုလှုပ်ကြွေးနိုင်တယ်ဆိုတဲ့စိတ်နဲ့ဇူဇူဆန်ကဖြေဖြောင်းနေရတာဖြစ်ပါတယ်။ဇူဇူဆန်ကအသက်ငယ်ငယ်လေးနဲ့ယူထားရတဲ့တာဝန်တွေကအရန်ကိုများနေတာပါ။စိုင်းကိုလည်းသူတယောက်တည်းဦးစီးနေရတာဖြစ်တယ်လို့မိခင်ကိုလည်းကူညီရပါတယ်။ဇူဇူဆန်ကစိုင်းဝါရဲ့ခေါင်းဆောင်တယောက်လို့ဦးစီးနေရတာဖြစ်ပါတယ်။ တယ်။ငငယ်တုန်းကတော့ဆိုင်းတီးရဲ့အချိန်ဆိုရင် ဝင်တီးပြီးတော့အားတဲ့အချိန်ဆိုရင်တော့ကစားနေကြတာပါ။အခုအချိန်မှာတော့ဆိုင်းမှာရှိတဲ့လူအယောက်20ကိုအုပ်ချုပ်ပြီးတော့ရေရှည်ရည်တည်နိုင်အောင်ကြိုးစားနေရတာဖြစ်ပါတယ်။အပြိုင်ဆိုင်တွေများလာတဲ့ခက်လဲဖြစ်တာမို့ဇူးဇူးဆန်ကလည်းကြိုးစားရတာရှိပါတယ်။ကြောင်းမတက်နိုင်ခဲ့ဘူးဆိုရင်လည်းဇူးဇူးဆန်က ်မိဘတွေအတွက်တော့အားတစ်ခုဖြစ်ရပါတယ်အခုဆိုရင်သူကိုယ်တိုင်ပဲဥဆောင်ပြီးတော့လှုပ်ချွေးနေရတာဖြစ်ပါတယ်စုစုဆန်ကပွဲရသည်ဆိုရင်လည်းတပွဲမကြံအကုန်တီးနေရတာပါစုစုဆန်ကဆိုင်းပညာတက်မြောက်နေပေမဲ့ကျောင်းပညာရေးကိုတော့ဆက်တင်နေတာဖြစ်ပါတယ်ရတဲ့အချိန်တိုင်းမှာ ကျောင်းပညာရေးကိုဆက်သင်မယ်ဆိုပြီးတော့မျှော်လင့်ထားတာပါ။အင်္ဂလိပ်စကားပြောသင်တဲ့ဂျပန်စကားပြောသင်တဲ့မျိုးစုံကိုသင်ကြပေမဲ့လည်းအချိန်ရမအားဘူးဖြစ်နေတာပါ။ဆိုင်းလေးတရားနဲ့အပြင် မိခင်ကိုလည်းလောက်ကူနေရတာမို့မအားတာကြောင့် ညီမလေးကိုတော့ကြောင်းရအောင်ထားပေးတာဖြစ်ပါတယ်ညီမလေးကိုကြောင်းထားပေးပြီးသူကပဲရအောင်ရှာပေးနေတာပါစုစုဆန်ကပညာကိုဆုံးခန်းတိုင်းမတင်ခဲ့ရပေမဲ့မိဘကိုတောင်မှချမ်းသာအောင်ထားပေးနိုင်ပါတယ်ကားဆိုရင်လည်းအိမ်စည်းဖို့တကားစိုင်းသွားဖို့အတွက်တကားမျိုးစုံဝယ်ပေးနိုင်တာပါဒါအပြင်အခုဆိုရင်မိဘတွေအတွက်အိမ်ဆောက်ဖို့မြေခွက်လည်းဝယ်ပြီးသွားပါပြီမြေခွက်တစ်ခွက်ဝယ်ထားတာမကြခင်မှာဒိန်းတောင်းချီတန်းအိမ်ကြီးဆောက်ပြီးတော့မှလို့လည်းသိရတယ်ဒီလိုတွေလုပ်ပေးနိုင်တာမို့ ကြောင်မတရားတဲ့အပေါ်မှာနောက်တရရမျိုးတော့မရှိပါဘူး။ပညာတတ်မဖြစ်ခဲ့လို့ဝင်နေပေမဲ့တခုကိုရကြရင်တခုကိုဆွလို့ရမယ်လို့တွေးထားတာကြောင့်ဖြစ်ပါတယ်။ဇူးဇူးဆန်ကအသက်ငယ်ပေမဲ့ရင်းကျက်တဲ့စိတ်ထားတွေနဲ့ဖြတ်တန်းနေတာဖြစ်ပါတယ်။သူအနေနဲ့အခုလက်ရှိမှာမိဘတွေနဲ့ညီမလေးကိုကောင်းကောင်းထားပေးခြင်းနဲ့စိတ်သာရှိတာပါမိဘတွေကိုပြည့်စုံအောင်ထားပေးခြင်းလို့အစွမ်းကုန်စူးစမ်းပေးနေရဖြစ်ပါတယ်ဖခင်ဖြစ်သူကတိန်းထောင်စီကားကြီးစီးကျင်တာမို့ဝယ်ပေးဖို့လဲစူးစမ်းနေတာပါဒါအပြင်မိခင်ကိုလည်းရွှေ ရီသီးနေအောင်ထားပေးချင်တာဖြစ်တာမို့ဇူဇူဆန်ကရအောင်ကြိုးစားနေတာဖြစ်ပါတယ်။မိဘတွေကိုတိန်းထောင်ချီရအောင်ရှာပေးနေတဲ့ဇူဇူဆန်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။